ီအဖြူရောင်ကျယ်လေးတွေကဘာတွေလဲဆိုတာကိုသေချာမြင်တွေ့ရအောင်အာကာသယင်နဲ့အနီးကပ်သွားကြည့်ကြမယ်အဲ့ဒီကျယ်တွေအလုံးကနေလုံးတွေဖြစ်ပါတယ်နေနဲ့ကျယ်ကအတူတူပဲဖြစ်ပါတယ်ရေတွက်လို့မရနိုင်တဲ့နေတန်းပေါင်းများစွာကိုစတွေ့ရပါပြီအဲ့ဒီကျယ်တွေနားရောက်တဲ့အထိကို ရှေ့ဆက်တိုးသွားကြမယ်အဝေးတနေရာမှာခတ်မှန်းလို့မရပဲအရန်ထူဆန်းတဲ့အရာဖြစ်တဲ့အဝိုင်းပုံစံတစ်ခုကိုကျွန်တော်တို့စတွေ့ရပါပြီဒီလှပစမ်း န်းကျေတဲ့အဝိုင်းကြီးကနေအလုံးပေါင်းတန်းပေါင်းများစွာနဲ့ဖွဲ့စည်းထားတဲ့နေအစုအဝေးတစ်ခုဖြစ်ပါတယ်အဲ့ဒါကို Galaxy လို့ခေါ်ပါတယ်ဘယ်ဖက်မှာရှိနေတဲ့ Galaxy နှစ်ခုကအရန်ဝေးกว่าလွန်းတဲ့နေရာမှာတည်ရှိနေတာပါ Galaxy တွေရဲ့အထက်မှာရှိနေတဲ့အရာတွေအားလုံးက နေလုံးတွေဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့နေလုံးက ဒီ galaxy တွေထဲမှာမရှိပါဘူးကျွန်တော်တို့ရဲ့နေလုံးတည်ရှိနေတဲ့နေအုပ်စုကြီးရဲ့ပုံစံကိုတွားကြည့်ကြရအောင် galaxy ကြီးကိုလှပတဲ့ငကံငွေတန်းနေနဲ့ဖွဲ့စည်းထားတာကြောင့် Mickey Way Galaxy လို့ခေါ်ပါတယ်နေမင်းကြီးကဒီမှာဒီအဖြူရောင်အကွက်လေးထဲမှာဒီနေအလုံးပေါင်းတန်းကျော်ရှိတယ် galaxy တွေကဘာဖြစ်လို့ပံကာပုံစံစัจကြပုံစံ ပေါက်နေရတာလဲဆိုတော့ ဂလက်ဆီတွေကလဲနေလို့ပါဥပမာရေဝဲရဲ့ဘေးမှာရေလဲပတ်မှုကြောင့်အရစ်အကြောင်းတွေဖြစ်ပေါ်လာတဲ့ပုံစံလိုမျိုးဂလက်ဆီတွေက နေတွေရဲ့လဲပတ်မှုကြောင့်ငကံငွေ့တန်းတွေဖြစ်ပေါ်လာပြီးစัจကြပုံစံဖြစ်သွားပါတယ်ဒီဂလက်ဆီလဲပတ်နေတဲ့ပုံစံကမှားယွင်းနေပါတယ် ဂလက်ဆီတွေကပန်ဂါလိုမျိုးလဲနေတာမဟုတ်ပါဘူးရေဝဲရဲ့အလဲကလဲပတ်မှုနှုံပုံမြန်နေသလိုမျိုးဂလက်ဆီအလဲဘိုဟိုမှာရှိတဲ့နေတွေကလဲပတ်တာပုံမြန်နေပြီးအပြင်ဘက်ပိုင်းမှာရှိနေတဲ့နေတွေကလဲပတ်တာနှီးနေပါတယ်အဲ့ဒါကြောင့် Galaxy တွေလဲပတ်နေတဲ့ပုံစံကစမ်းကြယ်လာပါတယ်။စကြဝဠာထဲမှာ Galaxy တွေကရေတွက်လို့မရနိုင်လောက်အောင်တန်းထောင်ချီမကရှိနေပါတယ်။